ပြီးခဲ့တဲ့သတင်းတစ်ပတ်တွင်ကကက်ရှမီးယားဒေသမှာခီးသောနေတိုက်ခိုက်ခံရမှုကြောင့်အိန္ဒိယတပ်ဖွဲ့ဝင်တွေကစစ်သွေးကြတွေကိုရှာဖွေနေချိန်မှာပါကစ္စတန်ဘက်ကလက်နက်ငယ်တွေနဲ့လင်းညာစတိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့်တုံ့ပြန်ခဲ့ရတယ်လို့အိန္ဒိယဘက်ကဧပြီလ28ရက်နေ့ကပြောကြားခဲ့ပါတယ်။ ်ဧပြီလ22ရက်ကလူ26ဦးသေဆုံးခဲ့တဲ့တိုက်ခိုက်မှုအပြီးမှာအိန္ဒိယနိုင်ငံဟာတန်တရားရှိစစ်သွေးကြ3ဦးအနက်2ဦးကိုပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ဖော်ထုတ်နိုင်ခဲ့ပေမဲ့လေပါကစ္စတန်အစိုးရကညှင်းဆိုထားပြီးဈာနေစုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့အတွက်တောင်းဆိုထားပါတယ် စစ်သေးကြတွေဟာပဟလကန်ဒေသမှာရှိတဲ့မျက်ခင်းမြင့်တစ်ခုမှာအမျိုးသားတွေကိုဆွဲထုတ်ပြီးတဲ့နောက်သူတို့ရဲ့အမိတွေကိုမေးမြန်းပြီးဟိန္ဒူဘာသာဝင်တွေကိုရွေးချယ်ပစ်ခတ်ခဲ့တယ်လို့လုံခြုံရေးအရာရှိတွေနဲ့အသက်ရှင်ကျန်းသူတွေကပြောကြားခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုဟာဟိန္ဒူဘာသာဝင်တွေအများစုနေထိုင်တဲ့အိန္ဒိယမှာဒေါသနဲ့ဝန်내မှုကိုဖြစ်ပေါ်စေခဲ့ပြီးကက်ရှမီးယားဒေသမှာအကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ပြီးအားပေးအမြောက်ပြုလုပ်တယ်လို့အိန္ဒိယအစိုးရကဆွဆွဲထားတဲ့အစ္စလာမစ်ပါကစ္စတန်နိုင်ငံအပေါ်အ အရေးယူဆောင်ရွက်ဖို့တောင်းဆိုမှုတွေလည်းမြင့်တက်လာခဲ့ပါတယ်။အရက်သားတွေတိုက်ခိုက်ခံရပြီးတဲ့နောက်နှစ်နိုင်ငံအကြားအပြန်အလှန်ရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့ကြပြီးအိန္ဒိယနိုင်ငံကအရေးပါတဲ့ဟိန္ဒူမြေကြီးအမျှဝေသုံးဆွေရေးသဘောတူညီချက်ကိုဆိုင်းငံ့ထားကပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယလေကြောင်းလိုင်းတွေအတွက်သူတို့ရဲ့လေပိုင်နက်ကိုအသုံးပြုခင်ပိတ်ပင်လိုက်ပါတယ်။ဒေတာရင်းအရေးပါတဲ့တရုတ်နိုင်ငံက အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပြဿနာတွေကိုပြေလည်အောင်လှုပ်ဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းနဲ့အခြေအနေကိုတည်ငြိမ်စေမဲ့ဆောင်ရွက်ချက်တွေကိုကြိုဆိုတယ်လို့လည်းပြောကြားခဲ့ပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယတို့ရဲ့ကက်ရှမီးယားဒေသတွေကိုပိုင်းခြားထားတဲ့940ကီလိုမီတာရှည်လျားတဲ့နယ်စပ်မြစ်တစ်လျှောက်ဧပြီလ28ရက်သကောင်ရံဝင်းကျင်မှာပါကစ္စတန်စစ်တပ်ကလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကိုတုံ့ပြန်ခဲ့ကြောင်းနဲ့ထိခိုက်ဒဏ်ရာရသူမရှိကြောင်းအိန္ဒိယစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့တရားထုတ်ပြန်ချက်တစ်ခုမှာအနောက်ဘက်မှာရှိတဲ့အာဖဂန်နစ္စတန်နယ်စပ်ကနိုင်ငံအနှင်းကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့အစ္စလာမစ်စစ်သည်ကြာ82အုပ်ကိုပြီးခဲ့တဲ့3ရက်တွင်တုတ်တင်ရှင်းလင်းနိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဧပြီလ22ရက်ကခီးသွားတွေတိုက်ခိုက်ခံရပြီးတဲ့နောက်အိန္ဒိယကာကွယ်ရေးတပ်ဖွဲ့တွေဟာတနိုင်ငံလုံးမှာစစ်ရေးလေ့ကျင့်မှုအများအပြားပြုလုပ်ခဲ့ပြီးအဲ့ဒီလေ့ကျင့်မှုတွေအနက်တချို့ဟာပုံမှန်လေ့ကျင့်ခန်းတွေသာဖြစ်တယ်လို့ကာကွယ်ရေးအရာရှိတအုပ်ကပြောကြားခဲ့ပါတယ်။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာကက်ရှမီးယားဒေသမှာရှိတဲ့အင်ချီတထောင်နီးပါးနဲ့တစ်တောတွေကိုရှာဖွေပြီးတဲ့နောက်လူပေါင်း900ခန့်ကိုစစ်ဆေးမေးမြန်းဖို့ထိန်းသိမ်းထားတယ်လို့ဒေသခံရဲ့ရရှိတဲ့အုပ်ကဧပြီလ28ရက်မှာရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။